အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ပကြီးဝင်းပေအဖြောက်ပါခင်ဗျာကျွန်တော်အခုပြောပြမယ့်ရဲ့ပကြီးဆွဲတဲ့လူတယောက်အနေနဲ့အခြေခံမှာတည်တည်တည်ထိုက်တဲ့အချက်ကလေးတွေကိုကျွန်တော်ရှင်းပြမှာပါပကြီးဆွဲတဲ့လူတယောက်ဟာဘာလို့စပြီးတည်ထားရမလဲဆိုရင်ပကြီးဆွဲမယ်ဆိုရင်လိုအပ်တာခဲတံစက်ကူရဲလိုပါတယ်အဲ့ဒီအတွက်ကြောင့်ဘယ်လိုခဲတံမျိုးကိုသုံးရမယ်ဘယ်လိုခဲတံမျိုးကိုရွေးချယ်ရမယ်ဆိုတာကျွန်တော်ရှင်းပြပါမယ်ပထမအဆုံးခဲတံမှာ၃မျိုးသုံးစားရှိတယ် HK HB ရဲ့ BY ဆိုတဲ့၃မျိုးသုံးစားရှိပါတယ်ကျွန်တော်တို့က HD အမာသားဖြစ်တဲ့ HBD မပြော့မှာမှာဖြစ်တဲ့ကျွန်တော်တို့ဒီ B အမျိုးစားဒီအပြော့စားဖြစ်တယ်အဲ့တော့ပကြီးဆရာတယောက်အနေနဲ့ရွေးချယ်ဆုံးအင့်တော်ဆုံးခဲတန်ဒီ B အမျိုးစားပဲဖြစ်ပါတယ်ဒီ B အမျိုးစားကိုရွေးချယ်ပြီးသွားပြီဆိုရင်ခဲတန်ဘယ်လိုကင်မလဲခဲတန်ကိုကင်တဲ့ခါမှာကျွန်တော်တို့ဒီခဲတန်နဲ့လက်သုံးလုံးခွာပြီးတော့ကင်ရပါမယ်ကင်တဲ့ခါမှာကျွန်တော်တို့ဒါမှသာလေမြင်းချောင်းကိုဖြောင်းဖြောင်းတန်းတန်းရေးဆွဲနိုင်မှာဖြစ်တယ် ဒီနေ့စပြီးတော့သင်ပေးမယ်ပကြီးသင်ခန်းစာတစ်ခုကတော့ပကြီးဝါသနာရှင်များအတွက်အခြေခံအပိုင်းတစ်ခုစပြီးတင်ပြမှာဖြစ်ပါတယ်အောက်လိုင်းဆိုတဲ့လိုင်းလေးတွေရဲ့အကြောင်းကိုသိရမှာပါဒီလိုင်းလေးတွေကိုကျွန်တော်ဘယ်လိုဆွဲပြတယ်ဆိုတာကိုတည်တည်ချာချာလိုက်ပြီးတော့မှတ်သားပြီးလေ့လာကြပါအခုရင်စပြီးတော့မြင်းပြောင်လေးကြောင်းကိုစပြီးရေးပြမှာဖြစ်ပါတယ်မြင်းပြောင်လေးကြောင်းရေးရမှာအပေါ်ကနေအောက်ကိုရေရေတင်းတင်းရေးချပါပြီးွားရင်မြင်းဆောင်တစ်ကြောင်းရေးပါမယ်မြင်းဆောင်တစ်ကြောင်းကိုရေရေတင်းတင်းဒီလိုပဲရေးပါ ဒါမှသာလျှင်ခိုင်မာတဲ့တောင်းနှင်းနဲ့မြင်းကြောင်ကြောင်ရရှိမှာဖြစ်ပါတယ်ဒီခါမြင်းလဲကိုရေးပြမှာပါပြီးွားရင်မြင်းကောင်းလို့ခေါ်တဲ့မြင်းကွေးလေးတွေမြင်းကောင်းလေးတွေကိုရေးပြမှာပါဒီအခြေခံမြင်းမှာပကြီးဆရာတယောက်အနေနဲ့တည်တည်တည်တိုက်တာကတော့မြင်းပြောင်းရယ်မြင်းဆောင်ရယ်မြင်းလဲရယ်မြင်းကောက်ရယ်ဆိုတာကိုတည်ရှိထားမှာဖြစ်ပါတယ်ဒီဟာကိုကြည့်ပြီးတော့လိုက်ပြီးလေ့လာမယ်ဆိုရင်မကြခင်တက်လွယ်တဲ့ပကြီးဆရာတယောက်ဖြစ်မှာပါကျေးဇူးတင်ပါတယ်ခင်ဗျာ